င်္ဂလာမဲ့မင်္ဂလာပါကဲကျွန်တော်တို့ခုဆိုလို့ရှိရင်နောက်ထပ် grammar လေးတစ်ခုကိုရောက်ပြီဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့တော့ဒီ grammar လေးမှာတော့ကျွန်တော်တို့ကနန်းနာပြောင်းနေတာဆိုတော့ grammar လေးပေါ့နော်ကဲဟုတ်ပြီဒီ grammar လေးကသူ့ရဲ့အတိတ်ပဲကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကြတော့ဒီကျွန်တော်ကအာဒီမြန်မာလိုဆိုလို့ရှိရင်ဘယ်လိုပြောရမလဲอืมငါရဲ့တိုက်ပေါ့နော်ငါရဲ့တိုက်ပဲငါတော့ငါတော့အဲဒီတန်တန်ရှင်းရှင်းနေရတာကိုကြိုက် တက်တန်ရှင်းရှင်းတန်ရှင်းတဲ့တိုက်ဖြစ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့ style ကိုယ့်ရဲ့တိုက်အဲပြီးလို့ရှိရင်အဲ့လိုငါတော့ဘလို့ဘလို့ဘလို့ပုံစံလူမျိုးဖြစ်တယ်အဲ့လိုပုံစံမျိုးပြောချင်တာကွာဒီမှာလို့ရှင်းပြတာတော်လေးဟိုမှခက်ခဲပြင်မယ်ဟုတ်လားကျတော့ဒီ grammar တချို့ grammar ရေလုံးဝကိုရီးယားလိုပြောရင်နားလေမြန်မာလိုရှင်းပြရင်ဘလို့ရှင်းပြရမှာမသိတော့ဟုတ်လားဟိုဘလို့လဲစာကဟိုဘာသာပြန်ရတာတောက်တောင်ကြီးဖြစ်နေရောကွာသိရမလား ဲဟုတ်ပြီအဲ့တော့ချေတို့ဥမာလေးနဲ့အရင်ပြောလိုက်မယ်ဥပမာလေးကိုမြင်လိုက်ရင်နားလည်သွားလိမ့်မယ်ကဲဟုတ်ပြီချေတို့အရင်ဦးဆုံးတော့ဒီဟာလေးပတံလေးအရင်ကြည့်ရအောင်ကဲဒုံစာကဘာတဲ့လဲမှတ်မိရလားဒုံစာမှတ်မိရလားမှတ်မိရလားမှတ်မိရင်ဒီပြီကဲချေတို့ဒုံစာဆိုတာကချေတို့ action verb ကိုပြောတယ်ဟလာလှုပ်ရှားမှုပြတယ်သွားဒီလာဒီစားဒီတောက်ဒီအိတ်ဒီဟလာဒုံစာနော် action verb ဆိုလို့ရှိရင်ကြတော့ချေတို့ရင်းဖြောင်းညီတာ အသက်ပါပါမပါပါဒါကိုဖြုတ်ပြီးတော့မှ nin ဖြောညီတာဆိုပြီးတော့မှသုံးတယ်ဒါကဒါလုံးဝ main ပေါ့เนาะဖြောညီတာ main တကယ်သုံးလို့ရှိရင်じゃတော့စကားပြောရင်じゃတော့เนาะစကားပြောကြတာဒါဒါเนาะဒါเนาะအမလီနာရီလောက်ထားတယ်ဒါเนาะဒါเนาะခလေးလို့လာဒါဒါ keyboard error ပါသွားတယ်ပြင်ပြီးအောင်เนาะဖြောညီတာဟုတ်နော်အဲ့တော့တကယ်တကယ်သုံးတဲ့အခါကျရင်တော့ဒီလိုဒါကိုဖြုတ်ပြီးတဲ့အခါကျတော့မှဖြောင်းညီရောဆိုပြီးတော့မှအဲ့လိုမျိုးသုံးတယ် ဟုတ်ပြီနော်လေးရေးလေးကအရန်လှတဲ့ခါကြနော်လေးရေးကအရန်လှနေတဲ့ခါကြတော့လေးလှလေးကိုတော့တိခတ်မိပါနော်လေးရေးကကျမရဲ့လေးကီးဘုတ်နဲ့ရေးတာဆိုတဲ့ခါကြတော့ mouse နဲ့ရေးတာဆိုတဲ့ခါကြတော့နော်အမလီတော်သေးရော mouse နဲ့ရေးတာမဟုတ်လို့ mouse ကို mouse ကိုအပြစ်ရှာပြီးတဲ့ခါကြတော့မှလွှဲချတာနော်ကဲဟုတ်ပြီအဲ့တော့ကျတော့လေးဒီမှာဆိုလို့ရှိရင်ဒုံစားဆိုလို့ရှိရင်နင်းချွန်နီတာ ဟျုံငုံစာဟျုံငုံစာကပါတယ်လေဟျုံငုံစာကတော့တချို့ quality bag ဟောတယ်နော် quality bag ဆိုလို့ရှိရင်ကြတော့တချို့တွေကအသက်ပါလားမပါလားကြည့်ရမယ်အသက်ပါတယ်ဆိုလို့ရှိရင်ကြတော့ un ဖြောညီတာဖြစ်ပြီးတော့အသက်မပါဘူးဆိုလို့ရှိရင်မပါတဲ့နေရာမှာနတ်တက်တက်ပြီးရခါကြတော့မှဖြောညီတာဆိုပြီးရခါကြတော့မှတန်းတုံလို့ရတယ်ဟုတ်ပြီနော် အသက်ပါလို့ရှိရင် on နော် on ချောနေတာအသက်မပါဘူးဆိုလို့ရှိရင်ကြတော့မပါတဲ့နေရာမှာနာတတ်တက်ပြီးရခါကြတော့မှဖြောနေတာဆိုပြီးရခါကြတော့မှသုံးလို့ရတယ်နားလည်ပဲနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျတို့ဥမာရတဲ့အချက်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ချောနန်ခီကာဂျာဂန်ဖြောနေရယ်ကျမကိုပြောလိုက်တလားပဲနော်ချောနန်ကျွန်တော်ကတော့ကျမကတော့ခီကခီဆိုပါလေတည်ရနော်ခီဆိုတာအရက်တောက်တဲ့အရက်မဟုတ်ဘူးနော်လူအရက်ကိုပြောတာ 그러면 땀치 나이를 세게 맞고 맞죠. 그래서 저는 저는 키가 아예가 작다. 하나 작은 작다. 저 아예뿌라고 그 아예뚜라. 아예뚜 외로 배변으로 아예뿌라. 그래서 아예의시시가 형용사. 너 quality 밖에 돼. quality 밖로 아따 빨아뭐 빨라 지네. 가다 지밤 내우라. 빨리 그래서 로은 편이다. 그래. 그러면 은 편이에요. 자 가벼라 표래서 뭐로 편이에요. 로또 ာမလို့ဖြုတ်니다ဆိုလို့ရှင်ဒါတော့စကားပြောတဲ့အခါထူးဆန်းတယ်နော်ကဲပြီးတော့ဂျော်နန်ခီကာဂျာကံဖြုတ်니ရောကျမကတော့ယောက်ျားလေးဆိုရင်လည်းကျွန်တော်ကတော့အရက်ယောက်ျားလေးမသုံးတော့ယောက်ျားလေးအရက်ရှိပါကောအဲ့တော့ဂျော်နန်ခီကာဂျာကံဖြုတ်니ရောကျမကတော့အရက်ပူတဲ့အရက်ပူတဲ့ဖြုတ်니ရောတိုက်ဖြစ်ပါတယ်ကျမတော့အရက်ပူတယ်အဲ့လိုပြောချင်တာနော်အရက်ပူတဲ့ပုံစံပေါ့ကျမရဲ့ပုံစံကတော့အဲ့လိုဖြစ်ပါတယ်ဒါမျိုးယောက်ျားလေးတော့အရက်ရှိမှဆိုပေမဲ့လည်းခုလေသူ့အနေနဲ့သူ

좋아하다좋아하다가동사봐너.형용사못보고아이해안되네.좋아하다짜이대.너?짜이대그래서짜이대그래서이해되게싫어못보고라.알면팅팅하고짜.짜이대그래서이해되게라못보고너.그래서좋아하다그래서동사봐너.그러면그냥맞아.너 جماعه 고란에애에못봐.그래서시아마네오녕게래테마 جماعه 봐요.사진칸에못봐.시아마형용사 ဆုံးညီကိုကြာနေရောတော့ညင်တော့ဟာရောက်ပြီအဲ့တော့ဒုံစာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့တွေဒုံစာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်ပါတာမပါတာကြည်ပြန်မလို့ဘူးနင်းချွန်နေတာတန်ကက်ရောအဲ့တော့ဒုံန်ယိုရီဟာနန်ကိုစစ်ဇူဝါဟာနန်ချွန်နေရောကျွန်တော်ကတော့ဟင်းချက်ရတဲ့အရာကိုကြိုက်တဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်တော့ဟင်းချက်တဲ့အရာကိုကြိုက်တဲ့တိုက်ဖြစ်ပါတယ်ဘယ်လိုပုံစံပြောရအောင်နော်အခုသင်တဲ့ grammar grammar ကြီးအကုန်လုံးကလေလက်တွေ့စကားပြောတဲ့အခါမှာ သုံးဝင်တဲ့ဟာကြီးပဲเนาะ grammar တွေကလေအသုံးမဝင်တဲ့ဟာတခုကမပါကြောင်းပါရှင်ကဲဟုတ်ပြီတော့ sonen yuri hanen gose chua hanen chon ni yo နားလည်မယ်เนาะကဲဟုတ်ပြီအဲ့တော့ဒီလောက်ဆိုရင်နားလည်ပြီထင်တယ်အတိတ်ပဲမြန်မာလိုဘလို့မှတ်မလဲဆိုရင်음မြန်မာလိုမှတ်ဖို့အခက်တယ်เนาะဘလို့မှတ်အောင်မသိအဲ့တော့စိတ်ထဲကနေပြီးတော့ပဲဟိုတိကျဟိုပြောချင်တာကွာမြန်မာလိုကြီးဟိုလိုမျိုးကြီးမှတ်ဖို့ဖက်ပြီးပင်မဲ့ ဟိုဒီအတိတ်ပဲပေါ့နော်ဒီဥစ္စာလေးရဲ့အတိတ်ပဲဩဒါဒီလိုလေးပါလားဆိုပြီးတော့မှဟိုသိလို့ရှိရင်ရပြီကွာသိမလားဒါဆိုဩဒါကတော့တိုက်ဖြစ်တယ်ဟာလားအင်္ဂလိပ်လိုမှတ်ပေါ့ကွယ်ဒါကတော့ကျမကတော့ဟင်းချတဲ့အရာကိုကြိုက်တဲ့တိုက်ဖြစ်တယ်နော်အဲ့လိုအဲ့လိုပုံစံပြောတာတဲ့တိုင်မျိုးပေါ့အဲ့လိုအဲ့လိုပုံစံမျိုးကြိုက်တဲ့တိုင်မျိုး음ကျမကတော့အဲရက်ပူတဲ့တိုင်မျိုးအဲအဲ့လိုပုံစံမျိုးနော်တိုင်မျိုးဆိုလို့အိမ်အိမ်နေတဲ့တိုက်ကိုပြောတာမဟုတ်ဘူးနော် စတိ뭐င်ပေါ့အ라့လိုပုံစံမျိုးပြောတာ라ီပါရမကျမနာမည်နုနာမည်နုကြီးကြားလို့ချဲကုတပဲဒီဟုတ်လားကဲဟုတ်ပြီနောက်တစ်ခု제 친구는 농구를 잘하는 편이에요. 아, 제 친구는 저의 동생가로제 친구는 농구, 농구가 말해요. 농구가 말해? 농구가 말해? 볼롱남디 하라. 바스카 k e 너? 농구가 바스카 k e t 와제 친구는 주말에 이제 농구를 바스카 k e t 고 잘하는 편이에요. 잘하다가 또라. 너? 잘하는 편이에요. 잘하다 또 니들어 잘하는 편이에요. 또래 땡유 피바에 저너에 당예지나로 바스켓볼 가 살아, 오 또래 땡유 피바에 바스켓볼 가 살아, 또래 또래 봉산유 피대 애를 보살유 조지다 바스켓볼 가 살아, 오 또래 땡유 피바에 자, 몇 개? 나레면 제 친구는 농구를 잘하는 편이에요. 나레면 야면어? 개업이 나르고 제 방은 깨끗한 편이에요. 에, 하지마오 비와. 개업이 제 방에 저마에 강나로 하라. 깨끗한, 너 깨끗하다 형형사비바래 q u a l i 봐봐. 어떤 맛바래 로장물로 맛바래 어떤 이야만 나타다 비려 편이다 가타바. 다음에는 제 방은 깨끗한 편이에요.

နော် ill ဆိုတာအလုတ်သဲမှုနဲ့တဲ့အတွက်ကြောင့်အလုတ်အတွက်ကြောင့်ဓာရဏရတဲ့တခြားနိုင်ငံကိုခြာကျူမကြာခဏဘန်မွန်ဟာတာကကြတော့လှက်ပတ်ကြည့်ရှုတယ်လဲတယ်ဒီလိုပုံစံမျိုးပြောတာပေါ့နော်ဘန်မူဟာနန်ဆိုတော့လှက်ပတ်ကြည့်ရှုတယ်လဲတယ်လှက်လဲတယ်ပေါ့နော်ပြောချင်တာရှောက်လဲလဲတယ်ပေါ့အလုတ်တွက်နေမလို့တခြားနိုင်ငံမျိုးရှောက်သွားဖြစ်တယ်ပေါ့အဲ့လိုပုံစံမျိုးပြောချင်တာအဲ့လိုမျိုးတိုက်ဖြစ်ပါရဲ့အဲ့လိုပုံစံမျိုးဖြစ်ပါရဲ့ကျွန်တော်ကတော့အလုတ်တွက်နေနိုင်ငံနိုင်ငံတကာကိုလှက်လဲသွားလာနေတဲ့အတိုင်းမျိုးပေါ့ 그 no? 부산의 그럼 러비삼 개협이 리즈마이너 그래서 저는 일 때문에 다른 나라를 자주 방문하는 편이에요. 야메노 야메노 개협이 동생은 성격이 활발하는 편이에요. 동생의 동생의 리가로 성격 성격 불안가 아침에 야 이거라 성격이 아침에 야 아침에 야 이거 아래. 활발하다가 저는 저희 때주아라고 때쪼아래 에 활발하다 때쪼아디스로 활발하는 편이에요 그래서 리가로 진지아이가 때쪼아대 다피바래 아지만 망리가 아지만 엘리에 진지아이가로 때쪼아니 때때 다피바래 다음에 동생은 성격이 활발하는 편이에요 또아 때쪼아네 니 때때 ိုင်မျိုးပေါ့အဲ့လိုတိုင်မျိုးဖြစ်ပါတယ်အဲ့လိုမျိုးပြောချင်တယ်နားလည်မလားရမလား grammar လေးတွေလွယ်ပါတယ်နော်အဓိကကကျတို့ပတ်တန်သိရမယ်အဲဒီအတိတ်ပဲကိုနားလည်တယ်ပြီးရင်ဒီ grammar လေးတွေ meaning လေးတွေတွဲပြီးတော့မှအဲ့လိုမျိုးလေးလေ့ကျင့်သွားမယ်လေ့လာသွားမယ်ဆိုလို့ရှိရင် grammar တွေကတကယ်တမ်းကျတော့မခက်ပါမလွယ်တာပဲရှိခဲ့ပြီအဲ့တော့ကျတို့တွေပြန်တွေးကြည့်အောင်နော်ကျတို့ mondop မှာဆိုလို့ရှိရင် 는은나편니다ဟာလာညီမလို့ဆိုလို့ရှိရင်ဘယ်လိုမှမလဲဆိုတော့တခုခုဟိုကိုယ့်ရဲ့တိုက်ပေါ့နော်ပြရရဲ့တိုက်ပဲဖြစ်ပေါ့နော်တဲ့တိုက်မျိုးပေါ့အဲ့လိုစတိုင်မျိုးအဲ့လိုပုံစံမျိုးအဲအဲ့လိုမျိုးပြောချင်တာရမယ်နော်ကဲဟုတ်ပြီအဲ့တော့ဒုံစာကဘာလဲဒုံစာက action verb နော်ဒုံစာက action verb ကိုပြောပါတယ်ဒုံစာဆိုလို့ရှိရင်အသက်ပါပါမပါပါရှိရကူ၃ဘက်ကဓာအာဓာကိုတန်းဖြုတ်ပြီးရဲ့အခါကျတော့မှနင်းချွန်နေတာတန်းကတ်ရုံပါပဲ နော်အဲတော့မှကျေရောကစကားပြောနေတော့ပါပြတဲ့ကြောင့်မလို့နင်းဖြောင်းညီရောလို့သုံးတယ်ပေါ့နော်ဖြောင်းညောင်းစာကကျတော့ဒီချေရော quality verb ကိုပြောတာဖြစ်ပါတယ် adjective ပါနော် adjective quality verb အတူတူပဲနော်ဒီလိုရေးလို့ action verb လို့မတွေးနဲ့နော်ဖြောင်းညောင်းစာဆိုတာက quality verb ဖြစ်ပါတယ်ဒါမှမဟုတ် quality verb adjective ဖြစ်ပါတယ်အဲတော့ဖြောင်းညောင်းစာကအရေးပြုပြတယ် but team နော် but team ဆိုတာကအသက်အသက်ပါတယ်ဆိုလို့ရှိရင်နင်းဖြောင်းညီတာနော် in ဖြောင်းညီရောကပ်ပြီးတော့မှအသက်မပါဘူးဆိုရင်နော် မပါတဲ့နေရာမှာနတ်တက်တက်ပြီးတော့ဖြတ်မြေရောကိုတန်းပြီးတော့ကပ်ပါတယ်နားလည်မလားနားလည်ပဲเนาะကြားမယ်เนาะကဲဟုတ်ပြီအဲ့တော့ကျွန်တော်ထုံးစံအတိုင်းပဲဒီဟာလေးနားလည်မယ်เนาะနားလည်မယ်เนาะနားလည်မယ်เนาะနားမလဲရင်ချက်ချင်းပြမယ်เนาะကဲဟုတ်ပြီအဲ့တော့ကျွန်တော်တွေရှက်လောက်ပြန်ပြီးတော့မှပြောကြည့်ကြည့်အောင်เนาะပုံမလေးကိုထုံးစံအတိုင်းကိုရီးယားလိုနှစ်ခေါက်ပမာလိုတစ်ခေါက်ပြန်ပြီးတော့ပြောကြည့်ကြည့်မယ်เนาะဒီဟာရဲ့လွယ်တယ်เนาะ저는 키가 작은 편이에요. 저는 키가 작은 편이에요. 저가로 저마가로 키가 작은 편이에요. 얘가 마시우 뿌레구나. 뿌레 다이오 피바레. 저는 키가 작은 편이에요. 야메로 개허비. 저는 요리하는 것을 좋아하는 편이에요. 저는 저가로 저마가로 요리하는 것을 흰채야에 야고 좋아하는 편이에요. 짧게짧게짧게바래저는요리하는것을좋아하는편이에요.나래미너?저는요리하는것을좋아하는편이에요.달라?다음에너?여기라이프하면너?미영라이프하지면너?어,테로,테리랩말해,뼈,뼈봐래,뼈봐매.그라마드난리가,호텔몰라.제로리,아,치가비비진따야,담호부채.어,그래도,양양비로하라,오. ခြေခံပြပြချင်းနဲ့လာတက်တဲ့သူတွေပါနေမှာဆိုလို့เนาะဒီချိန်အများကြီးတော့မေးပြီးတော့မှတော့အလက်ခံပါတယ်ကျွန်တော်တို့ဒါ grammar ဒီ grammar မစခင်ပါတဲ့ကအခြေခံ grammar ရှေ့က grammar တွေအရင်လေးလာထားပြတာဖြစ်ရမယ် level တန်းတက်နေနဲ့လာတက်နေတယ်ဖြစ်ရမယ်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေတယ်အခြေခံပြပြချင်းဆိုရင်ဒီဟာလိုက်ဖက်ဖို့အဆင်မပြေဘူးလေဟုတ်တယ်မလားတလုံးချင်းစီတေချာသွားမှာအဆင်ပြေမှာအကယ်လို့ကိုကအဆင်ဆင်တက်လာတဲ့သူမဟုတ်ခဲနဲ့ဟိုအခြေခံကနေအခုမှပြပြဒါယူလာတက်လိုက်တဲ့အချိန်မှာပါနေခဲ့ရဆိုလို့ရှိရင်ကိုရီးယားစာခတ်တယ်ဆိုပြီးစိတ်ထဲမှာထင်သွားလိုက် เนาะတကယ်တမ်းခတ်တာမဟုတ်ဘူးကိုယ်အဆင့်ကျော်လာဟုတ်နော်အဆင့်ဆင့်သွားရဆိုလို့ရှိရင်မခတ်ဘူးရက်ကလောကခြေခံပြီးသွားတဲ့ချိန်မှာလာတင်တဲ့ကလေးကြီးဆိုလို့ရှိရင်ကြတော့လောကတလုံးချင်းစီတင်လာလीเนาะ저는လို့차어저나우나닷응저는ဟာလာ키가작은အဲ့လိုမျိုးတလုံးချင်းစီသွားတာကွာဟုတ်တယ်မလားဒီမှာကျတော့ရှိရအခြေခံလေလုံးဝဆဲချီရလုံးဝအများကြီးတင်ပြီးတဲ့အခါကျတော့မလာတက်တဲ့အတန်းကိုအဲ့လိုသွားလို့ရှိရင်ကျမတို့ ခေါင်းကရိုက်တော့မှာပေါ့ဟုတ်တယ်မလားကျောင်းရယ်တပည့်တွေကတီပီးသားတွေဘလို့တင်းမြာတော့ချဲဆိုပြီးဟုတ်တယ်မလားလို့ဆိုပြောချင်တာကအဆင့်ကျော်လို့အဆင်မပြေဘူးเนาะဒီလိုကိုကမှားပြီးတော့မှအဆင့်ကျော်ပြီးတော့တက်မိတာမျိုးဖြစ်နေခဲ့ဆိုလို့ရှိရင်လာပြောပါเนาะအဆင့်ဆင့်သွားရမယ်เนาะအဆင့်ကျော်လို့မရဘူးเนาะအဆင့်ကျော်ရှော့ရှိတယ်เนาะလေကားကိုလေကားကိုအဆင့်ကျော်ပြီးတော့တက်ရပါဖြစ်တယ်လေကကိုင်းနဲ့ပြိတ်ကြတတ်တယ်โอเคကဲဟုတ်ပြီနောက်တစ်ခု제친구는 농구를 잘하는 편이에요. 제 친구는 마이 등이 징하러 농구를 잘하는 편이에요. 바스켓볼고 또래 땀유 피바리 바스켓볼 소리냐마 그 사리냐마 또래 땀유 제 친구는 농구, 농구를 잘하는 편이에요. 그러면 제 방은 깨끗한 편이에요. 제 방은 마이 아칸가 깨끗한 편이에요. 단신의 땀유 피바리 단신의 아칸 제 방은 깨끗한 편이에요. 나를 마약 강하러 깨끗한 편이에요. 당신의 감이 피대, 당신의 잔유 피대. 저는 일 때문에 다른 나라를 자주 방문하는 편이에요. 저는 들어가러 일 때문에 러전에 다른 나라를 사랑하고 자주 맞자거나 방문하는 편이에요.

동생의성격이활발하는편이에요.오케이?잘했라이해했어?깨어봐비.알어?အဲ့မျိုးလေး grammar လေးတွေတင်နေတယ်ကိုရီးယားလူမျိုးညှက်ညက်ပြီးတော့ပြောပြရမယ်ဒါနဲ့နားလေးရင်ရင်ဝါလို့လေစိတ်ကူးပေါအောင်ပြောပြမယ်နော်ဘာလို့လဲဆိုတော့နားမလည်သူတွေပါနေမှာဆိုလို့လေအဲ့ဒါဒီမှာအများအားဖြင့် စတင်တဲ့အခါမှာကြားနေရတယ်ကြားငဲကြားနေရတဲ့အခါကျတော့ဘယ်လိုလဲအဲကြောင့်မလို့လေကိုရီးယားစာကိုတင်တာချင်းအတူတူမြန်မာနိုင်ငံမှာတင်နေရင်းနဲ့တက်တဲ့သူနဲ့ကိုရီးယားနိုင်ငံမှာနေနေတဲ့တက်တဲ့သူကိုရီးယားနိုင်ငံလူကတက်တာမြင်တယ်ဆိုတော့အများရောကိုရီးယားလူမျိုးတွေကပတ်ဝန်းကျင်မှာရှိနေပြီးတော့အများနဲ့ဒီတန်နေရွက်ကြားနေမှာကြားချင်ပါဆိုဒီတန်နေပဲကြားနေရပါဒီမှန်းကိုမသိဘူးလေကြားနေရတဲ့အခါကျတော့ပိုပြီးအတက်မြန်နေဆိုတော့မှန်တယ်ဒီလားလုံးဝအာ မြန်မာမှာကျတော့မြန်မာနာမည်ကြရတာလေအဲ့လိုအဲ့လိုရှိတယ်။ကဲဟုတ်ပါပြီ။အဲ့တော့နားလည်မယ်ထင်ပါတယ်။နော်နားမလည်ရရှိလို့ရှိရင်မေးနိုင်ပါတယ်။ထုံးစံတိုင်းမယ်။နှုတ်စာအုပ်ထဲမှာအစာအဆုံးတစ်ခေါက်ရေးမယ်။အင်္ဂါစာအုပ်ထဲမှာအစာအဆုံးနှစ်ခေါက်ရေးပြီးတော့မှအင်္ဂါလာထပ်ပါ။နားလည်မယ်နော်။ကဲဟုတ်ပြီ။အလွတ်ကျမှာလားမဟုတ်ဘူးနော်။ မဟုတ်ဘူးเนาะစဉ်းစားပြီးတဲ့အခါကျတော့မရေးရပါเนาะဒီဥစ္စာလေးတွေကိုတွေးပြီးတဲ့အခါကျတော့မှမကျွန်တော်ကတော့အရေးရှိတဲ့တိုက်ဖြစ်ပါတယ်ဇောနန်ဟာအရေးရှိတဲ့ခီကအဆောရရေးရှိအောင်အရေးတူတာအရေးပူတာဇောနန်အရေးရှိတာလို့လည်းသုံးလို့ရတယ်เนาะကိုကကိုသုံးကြည့်ချင်သုံးလို့ရတယ်ဇောနန်ခီကဇာကွန်ဖြောင်းနေရောဟာလာအဲကျွန်တော်ကတော့ဟင်းချက်ရတာကြိုက်တယ်ဟင်းချက်ရတဲ့ရာကိုကြိုက်တဲ့တိုက်ဖြစ်ပါတယ်ဆိုရင်ကျွန်တော်ကတော့ဇောနန် 흰채야야고요리하는것을짧게어좋아하는편이에요.엘리묘.เนาะ.얀이저는그래서저는요.저는우리짜카이나못하고เนาะ.တွေးတွေးပြီးရခါကျတော့မှစဉ်းစားပြီးရခါကျတော့မှရှင်းခိုင်းတာဟုတ်ပြီနော်အဲ့ဒါဆိုရင်အပြင်မှာလက်တွေ့ပြန်အသုံးချတဲ့အခါမှာလည်းဒါတွေကအကျိုးဝင်နားလည်မယ်နော်ရပါမယ်နော်ချက်ခိုင်းတာလားမဟုတ်ဘူးနော်ကြည့်ရင်ပြီးမှာနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့အားလုံးပဲ အရန်တော်ပါတယ်တောင်းကြည့်ပါတယ်စုကိုဟက်စမီတာကဲဒါဆိုလို့ရှိရင်တော့အားလုံးပဲတက်တာပါရှင်ကျမ်းမာရဲ့ Q site ကြောင့်အသေးတို့